2010ခုနှစ်မှ2016ခုနှစ်အတွင်းတရားမဝင်အမဲလိုက်တပ်ဖြတ်ခံရမှုသိဆုံးမှုတွေကြောင့်စင်ကောင်ရီ133ကောင်ဆုံးရှုံးခဲ့တယ်လို့ပဝင်းကျင်ထိန်းသိမ်းရေးနဲ့တတော်ရွာဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးအဝင်းကပြောပါရယ်ဇန်နဝါရီလ16ရက်နေ့ကနေပြည်တော်မှာကျင်းပပြုလုပ်တဲ့မြမစင်များထိန်းသိမ်းရေးလုပ်ငန်းစီမံချက်ရေးဆွဲခြင်းဆိုင်ရာအလို့ယုံစင်နေဘက်မှာအဖွင့်အမှားစကားပြောကြရမှာပြည်တော်စုဝင်ကြီးဦးအဝင်းကအခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါရယ် တော်ရိုင်းစင်တရားမဝင်တပ်ဖြတ်မှုစင်နဲ့လူပရိပခဖြစ်ပွားမှုတွေဟာအေယာဝတီရန်ကုန်နဲ့ပဲခူးတိုင်းဒေသကြီးတွေမှာအများဆုံးဖြစ်ပွားခဲ့ပြီးတပ်ဆိုင်ရာတိုင်းဒေသကြီးအစိုးရတွေကလည်းပြည်တော်စုအစိုးရအဖွဲ့ထံသို့ပါတော်ရိုင်းစင်တွေတပ်ဖြတ်ခံနေရတာကိုကာကွယ်တားဆီးနိုင်နေမို့လူနယ်စဉ်ပြိပခဖြစ်တာတွေကိုကာကွယ်တားဆီးဖို့လိုကိုပြည်တော်စုဝင်ကြီးဌာနတွေနဲ့ပူးပေါင်းပြီးဖြည့်ရှင်းဆောင်ရွက်သွားဖို့ကိုတင်ပြနေတယ်လို့ပြည်တော်စုဝင်ကြီးဦးအောင်ဝင်းကပြောပါရယ် ဖော်ထုတ်တွေ့ရှိတဲ့အမှုတွေကကိန်းကနန်းချက်လက်တွေအရ2010ခုနှစ်မှ2012ခုနှစ်တို့မှာစင်တက်ပြခံရမှုအနည်းငယ်သာရှိရာကနေ2013ခုနှစ်မှာစတင်ပြီးနှစ်စဉ်စင်ကောင်ရေ15កောင်မှအကောင်30အထိတက်ပြခံလာရကြောင်း2010ခုနှစ်ကနေ2016ခုနှစ်အထိတော်ရိုင်းစင်တွေတဘာဝတော်ရင်သေဆုံးမှု82កောင် တရားမဝင်အမဲလိုက်တက်ဖြတ်ခဲ့ရမှု62ကောင်ရှိပြီးစုစုပေါင်းစင်133ကောင်အထိဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့မြန်မာနိုင်ငံရဲ့တတော်ကြွားဝိုင်းကျိုးပြင်ကာကွယ်တောတွေနဲ့သဘာဝနယ်မြေတွေအတွင်းတောဆင်ရိုက်အကောင်ရေ2000နဲ့3000အကြားကျန်ရှိနိုင်တယ်လို့ခန့်မှန်းထားတယ်လို့လည်းသိရပါဗျ။ မြန်မာနိုင်ငံမှာရှိတဲ့တက်တော်တွေမှာတောဆိုင်ကောင်းရင်များစွာစက်စားနေပေမဲ့လည်းလူဦးရေတိုးပွားလာမှုအခြားမြေအုံချမှုများပြားလာမှုတွေကြောင့်တောရိုင်းစင်တွေရဲ့နေရင်ဒေသနဲ့စက်စားရနယ်မြေတွေကျဉ်းမြောင်းလာတာ ျက်စီးဆုံးရှုံးလာရတာတရားမဝင်တက်ဖြတ်မှုတစ်ထုတ်လုပ်ငန်းတွေအတွက်ဆင်ဖန်စီမှုအခြားကိစ္စတွေကြောင့်တဘာဝတော်အတွင်းတောဆင်ရိုင်းကောင်ကြီးကျဆင်းလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအတွက်ဆင်တွေတရားမဝင်တက်ဖြတ်ခံရမှုနဲ့ဆင်စိတ်ပိုင်းတွေတရားမဝင်ကူတန်းရောင်းဝယ်ခြင်းတွေကိုကာကွယ်နိုင်နေနိုင်မှုအတွက်မြန်မာနိုင်ငံရဲ့ပထမဆုံးဖြစ်တဲ့ဆင်ထိန်သိမ်းရေးစီမံချက်ကို နိုင်ငံတကာဖွဲ့စည်းတွေနဲ့ပူးပေါင်းရေးဆွဲနေပြီးတော့အဲ့ဒီစီမံချက်ရေးဆွဲပြီးရင်စင်ကောင်းရေးစရင်ကိုသိပ်ပံနေကြကောက်ယူသွားမှာဖြစ်တယ်လို့သိရပါဗါရယ်အဲ့ဒီစင်ထင်းတဲ့လုပ်ငန်းမှာမြန်မာနိုင်ငံမှာရှိတဲ့တောဆင်ရိုင်းတွေရဲ့မျိုးစိတ်တွေနဲ့ဂေဟစနစ်တွေကိုကာကွယ်နိုင်ဖို့အတွက်စင်ထင်းသေးရဲ့တဘာဝနယ်မြေတွေအဖြစ်အလောင်းတော်ကတ္တဘာအမျိုးသားဥယင်ရွှေဦးတောင်းဘေးမဲ့တော်ထမန်တီဘေးမဲ့တော်ရခိုင်ရိုးမဆင်ဘေးမဲ့တော်ဟူကောင်းချိုင်ဝမ်ဘေးမဲ့တော်မြောက်စာမရီဘေးမဲ့တော်စရာတွေကိုရည်ရထားရှိတယ်လို့သိရပါဗျ။